တင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနယ်မှာဒီကနေ့နိုဝင်ဘာလ၄ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ခေါင်းဆောင်ဟောင်းပေစောက်ချိန်အပါအဝင်9ဦးကိုတည်တံနဲ့ဆိုင်းငံ့တည်တံများတရုတ်တရားရုံးကချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါအဝင်9ဦးကိုတည်တံနဲ့ဆိုင်းငံ့တည်တံများတရုတ်တရားရုံးကဒီကနေ့မှချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာတဲ့သတင်းများအရသိရှိရပါတယ်။ဒီကနေ့နိုဝင်ဘာလ4ရက်နေ့ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကပယ်မီတားစုကကျူးလွန်ထားတဲ့ရာဇဝတ်ဂိုင်းရဲ့အမှုများအတွက်ရင်းကဲ့သို့တည်တံပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာစစ်တပ်ကကြောထောင်နောက်ခံလုပေးခဲ့တဲ့ကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်ပယ်ရင်စံရန်လိချံ ဟူရှောက်ကျန်းနဲ့ချင်းကွန်ဤစုစုပေါင်းတရက်ခန်၅ဦးကိုတည်တံချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။အခြားတရက်ခန်၂ဦးဖြစ်တဲ့လီဖူဆွန်နဲ့လီစတေတူကိုနှစ်နှစ်ဆိုင်းငံ့တည်တံချမှတ်ခဲ့ပါတယ်။ကော့ကျန်းချိတ်နဲ့ဖန်ရှန်အပါအဝင်တရက်ခန်၅ဦးကိုထောင်တန်းတသက်ချမှတ်ခဲ့ပြီးလီလုံဝါနဲ့လောဝန်တင်အပါအဝင်တရက်ခန်၉ဦးကိုထောင်တန်း20မှ3နှစ်အထိချမှတ်ခဲ့ပြီးငွေဒဏ်ပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နယ်ဒဏ်ပေးခြင်းကဲ့သို့သောနောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတရားခဏ်များမှာဆက်သွယ်ရေးနဲ့ကွန်ရက်လိမ့်လည်မှုများကာစီနိုများဖွင့်လှစ်ခြင်းရည်ရွယ်ချက်ရှိရှိတက်ဖြတ်ခြင်းရည်ရွယ်ချက်ရှိရှိတန်ရာရစေခြင်းပြန်ပေးဆွဲခြင်းငွေညစ်ခြင်းစီစဉ်ခြင်းအတ္တမပြည်တစားလုပ်ငန်းနဲ့အခြားသူများကိုတရားမဝင်နေဆက်ဖြတ်ကျော်ရန်စီယုံခြင်းကဲ့သို့သောရာဇဝဲမှုလှုပ်ဆောင်ခြင်းများလောင်ကစားလိမ့်လည်မှုနဲ့ယွမ်29ဘီလီယံကျော်လိမ့်လည်သွားမှုတရုတ်နိုင်ငံသား6ဦးသေဆုံးမှုတရုတ်နိုင်ငံသား2ဦးမိမိကိုယ်ကိုတတ်သိခဲ့ပြီး တရုတ်နိုင်ငံသားများစွာတရားရရှိမှုများမူရည်စေဝါမက်သဖီတမင်း၁၁တန်ခန့်ကိုရောင်းချရန်နဲ့ထုတ်လုပ်ရန်လဲပူးပေါင်းကြံစည်ကိမှုများနဲ့ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်မြန်မာစစ်တပ်ကတရုတ်နိုင်ငံကဖန်ဝရန်ထုတ်ထားတဲ့ပေစောက်ချင်အပါဝင်၁၀ဦးကို၂၀၂၄ခုနှစ်ဇန်နဝါရီလ၃၀ရက်နေ့မှာတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပြီးနောက်၂၀၂၅ခုနှစ်ဇူလိုင်လ၁၇ရက်နေ့မှာတရားစွဲမှုများစတင်ခဲ့ခြင်းဖြစ်က၂၀၂၅ခုနှစ် ်နိုဝင်ဘာလ၄ရက်နေ့မှာအပြီးသက်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူလေရင်ခွင်အနီးစစ်ကြေးကောက်နေတဲ့စစ်တပ်ရဲ့ရဲတချို့ကိုအသွင်ယူတိုက်ခိုက်မှုရင်းနဲ့စစ်သား၂ဦးသေဆုံးခဲ့ပြီးတနက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ခွင်အနီးစစ်ကြေးကောက်နေတဲ့ရင်းနဲ့စစ်သားတချို့ကိုအသွင်ယူတိုက်ခိုက်ခဲ့ရမှာရဲတအူးစစ်သားတအူးစုစုပေါင်း၂ဦးသေဆုံးခဲ့ပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်း စောတန်းရေစကြိုတပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါတယ်။နိုဝင်ဘာလ၁ရက်နေ့မနက်9:29မိနစ်ချိန်မှာပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ကွင်းအနီးပခုတ်ကူရေစကြိုလမ်းမကြီးပေါ်မှာကုန်ကားတွေကိုစက်ကြီးကောက်နေတဲ့ရဲနဲ့လင်မယားနှုတ်ကိုပြည်သူကာကွယ်တပ်ဖွဲ့တွေကစိုက်ကယ်နဲ့အသွင်ယူပြီးတောရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရမှာရဲတအူတေဆုံးခဲ့ကြောင်းအဲ့ဒီလိုပြစ်ခတ်တိုက်ခိုက်မှုအတွင်းလေရင်ကွင်းကိမအကြမ်းဖက်စစ်သားများကပြစ်ကူပေးတိုက်ခိုက်ခဲ့တဲ့အတွက် ရင်ကိတ်ကို40မမဘုံဒီတလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်ထက်မှန်တေဆုံးသွားကြောင်းသိရှိရပါတယ်။စစ်ကားတွေယူနီဖောင်းဝတ်ပြီးတွားလိုက်တာစစ်တပ်ယူနီဖောင်းနဲ့ပဲတွားလိုက်တာအနားရောက်တော့မင်းပါလုံးနေလဲဘယ်ကလဲမေးတော့စစ်မှုဇုံဂိတ်ကပြောတာနဲ့တခါတည်းပြစ်ထစ်လိုက်တာတိန်ဆေရရှိတာကရဲကင်တဲ့လက်နက်နဲ့စိုက်ကဲတစည်းအဲ့ဒီကောင်တွေကဂိတ်ကခေါင်းပေါင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့ပတ်စံထွက်တောင်းတဲ့သူတွေမဟုတ်ဘူး။ကြားပေါက်ရှားတဲ့သူတွေတခါတလေ၂ယောက်တခါတလေ၃ယောက်အဲ့ဒီလိုထွက်ထွက်တောင်းတာ အခုကလင်မယားနှစ်ယောက်ထွက်တောင်းတာလို့စောတန်းရီစကြူတက်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြပါတယ်။စက်ကြီးထွက်ကောက်တဲ့ရဲမှပခုတ်ကူမြို့နယ်ပခုတ်ကူမြို့မှာရဲစခန်းမှာရဲလုတ်သက်6နှစ်ရှိတဲ့ရဲတပ်သားရီမွန်ဖြစ်ပြီး၎င်းရဲ့ဇနီးဖြစ်သူနဲ့တူ MA1 အမျိုးအစားတနက်တလက်စိုက်ကဲတစည်းတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းဖန်စီရရှိသူရဲတပ်သားရဲ့ဇနီးမှာကိုဝန်ငန်းလာလွေထားရတဲ့အတွက်စစ်စင်းမင်းမြန်းကပြန်လည်လွတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။ အဆိုပါလှုပ်ဆောင်မှုတွေကိုစောတန်းရေစကြိုတပ်ပေါင်းစုရဲဘော်၂ဦးကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့နတ်တလင်းမြို့နယ်မှာရှိတဲ့ပြူစောတီစခန်းနဲ့ပက်ကင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအုပ်သေးဆုံးခဲ့ပြီးစခန်းမှုနေအိမ်နဲ့ဗိုလ်တဲကိုလည်းမီးရှို့ရှင်းလင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့ပြူစောတီစခန်းနဲ့ပက်ကင်းကိုတိုက်ခိုက်ရမှာ အကြံဖတ်စစ်တပ်ဘက်မှတအုပ်သေးဆုံးခဲ့ပြီးစခန်းမှုနေအိမ်နဲ့ပိုတဲကိုလည်းမီးရှို့ရှင်းလင်းခဲ့ကြောင်းတာယာဝရီခေအမတ်တတရင်383တက်မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်။ယမန်နေ့နိုဝင်ဘာလ3ရက်နေ့မနက်9:15မိနစ်အချိန်ခန့်မှာနတလင်းမြို့နယ်မင်းဘူးကျွန်းအောက်စုရွာမှာရှိတဲ့ပြူစောတိစခန်းကိုပကိုးတိုင်းစစ်ထနာအမတ်22ပြူအားတရားဝရီခင်တရင်တဒရုန်းတက်ဖွဲ့ရဲဘော်များနဲ့တက်ခွင်းနှင့်ရဲဘော်များကဒရုန်းနဲ့ပုံကျဲတက်ခိုက်ခဲ့ကြသော ရင်တက်ခိုင်းမှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှတိကြိုက်တေဆုံးမှုအရေးအတွက်ကိုအတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ယင်းနေ့မနက်9:23မိနစ်ခန့်မှာမင်းဘူးကျွန်းအောက်စုရွာနဲ့တောင်ညိုရေစခန်းအကြားမှာရှိတဲ့ကန်စုတာကွာစကမ်းမှုနေအိမ်နဲ့စစ်သားများကင်းပုံးဝတ်တဲ့ဘူတစ်စကန်းကိုလည်းတော်လိုင်းရဲဘော်တွေကမိရှုရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်တောင်ညိုရေစခန်းမှာကင်းပတ်ရန်ထွက်ခွာလာတဲ့စစ်သားနဲ့ရဲတွေကိုယင်းနေ့မနက်6:55မိနစ်ခန့်မှာတော်လိုင်းရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်သားတအူတိတ်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။ကန်စုတာကွာကမင်းဘူးကျွန်းအောက်စုရွာနဲ့တောင်ညိုရေစခန်းအကြားမှာတည်ရှိတာပါ။စိုက်ကင်နဲ့ဆို15မိနစ်လောက်မောင်းရတယ်။ကျွန်တော်တို့အရင်ဆုံးဒရုန်းနဲ့ချတယ်။ပြီးတော့စကန်းမှုနေအိမ်နဲ့ပိုတဲကိုမိရှို့တယ်။အဲ့ဒါမှာတောင်ညိုရေစခန်းကစစ်ခွေးနဲ့ရေခွေးတွေထွက်လာတာကိုကန်စုတာကွာနားမှာပဲမိုင်းဆွဲတက်ခိုက်ခဲ့တာပါလို့တာယာဝရီခန်အမှတ်1တရင်383တက်မှာတာဝန်ရှိသူကပြောဆိုပါရတယ်။ အဆိုပါမိုင်းဆွဲတက်ခတ်မှုပြုလုပ်ပြီးနောက်အကြံဖတ်စစ်တပ်နှင့်တော်လိုင်းတပ်ဖွဲ့ဝင်များအပြန်အလှန်ပစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက်တော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတကတော့ TNL ဆုတ်ခွာမဲ့မြို့တွေကို PLA အပါအဝင်တော်လိုင်းတပ်ပေါင်းစုတွေကအစွမ်းကုန်ကာကွယ်တောင်းရန်ပြင်ဆင်ထားကြောင်းတင်ဆက်ပေးပါမယ်တောင်းတက် TNL ဆုတ်ခွာမဲ့မြို့တွေကို PLA အပါအဝင်တော်လိုင်းတပ်ပေါင်းစုတွေကအစွမ်းကုန်ကာကွယ်တောင်းရန်ပြင်ဆင်ထားကြောင်း PLA တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။ TNL ကအော်တိုဘားလ29ရက်နေ့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆတ်မှုနဲ့စစ်တပ်နဲ့အပြစ်ခတ်ရက်စဲလိုက်ပြီးနောက်မိုးကုတ်နဲ့မိုးမိတ်မြို့များမှာစုတ်ခွာမှဖြစ်ကြောင်းတရားဝင်တရင်ထုတ်ပြန်ခဲ့ပါတယ်။ TNL စုတ်ခွာသွားရင်လဲကျမတို့ PLA တို့မန္တလေး PDF တို့မိုးကုတ် viewer တို့တခြားတပ်တွေရှိတယ်။ ABS DF တို့ရှိတယ်။တပ်တွေတခြားတပ်ပေါင်းစုတွေကတော့အစွမ်းကုန်ကာကွယ်သွားမှာပါ။ဒါပေမဲ့တကယ်လို့မြို့ထဲကိုသူတို့ဝင်သွားပြီး ကိုဘက်ကမကနိုင်လို့ဝင်သွားခဲ့ပြီဆိုရင်တော့သူကတော့ထုံးစံအတိုင်းရန်သူတက်ကတော့အစိုးမရဘူးဆိုတော့သူတို့မီးရှို့ရင်လည်းရှို့မယ်ဖျက်ရင်လည်းဖျက်မယ်ဆိုတော့အဲ့ဒီအန်ရယ်ကိုကြည်ပြီးတချို့လဲရွှေပြောင်းတင့်တဲ့လူတွေအနေနဲ့ရွှေပြောင်းထားရင်လည်းမမှားဘူးနောက်ပြီးတော့လဲဝိုင်းတိုက်မဲ့အဖွဲ့တွေကာကွယ်ပေးမဲ့အဖွဲ့တွေကိုလည်းစိတ်သက်ပိုင်းအရာရောငွေကြေးပိုင်းအရာရောဝိုင်းပြီးဆောင်းလျှောက်ပေးဖို့ကူညီပေးဖို့နောက်ပြီးတော့ဒီလောက်ထိလဲအရင်စိုးရင်ကြောက်လန့်မနေကြဖို့ မိဘပြည်သူတွေကိုတိုက်တွန်းကြပါတယ်လို့ PLA တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ် TNLA တပ်ကလက်လွတ်ဆုတ်ခွာရန်ရှိနေတဲ့မိုးကုံမြို့နယ်မုံမိတ်မြို့ပေါ်ကိုစစ်ကောင်စီအကြမ်းဖက်တပ်တွေကမြို့ရဲကိုတရင်ပေးများဆစ်လွတ်ထားပြီးတပိတ်ချင်းမြို့နယ်ဘက်မှဝင်ရောက်ရန်စတင်လှုပ်ရှားနေကြောင်းမိုးကုံမြို့နယ်မုံမိတ်မြို့တို့မှ TNLA တပ်များဆုတ်ခွာသွားမယ်လို့ကြေညာပြီးနောက်ရင်းမြို့နှမြို့ကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်အတွက်စူးစမ်းဆောင်ရွက်လျက်ရှိရမှာ။ ြည်သူကာကွယ်တပ်ဖွဲ့အသီးသီးကလည်းရင်းမြစ်တွေကိုအစွမ်းကုန်ကာကွယ်သွားမှာဖြစ်ကြောင်းအသီးသီးထုတ်ပြန်ကသတိပေးထားပါတယ်။မိုးကုတ်မြို့တို့မိုးမိတ်မြို့တို့မှာတော့မြို့ပေါ်တွေမှာစည်ရဲလှုပ်ရှားတာမရှိသေးဘူး။ဖော့တော့လမ်းစုံမှာပဲတိုက်ပွဲရှိသေးတယ်။နောက်ပြီးတော့တွင်းငင်နားတွေတတက73နားတွေမှာတိုက်ပွဲလေးတွေဂျူကြားဂျူကြားဖြစ်တာရှိတယ်။သူတို့က drone နဲ့ခြတာ၊လေယာဉ်နဲ့ခြတာတွေရှိတယ်။အတိအကကတော့ဖော့တော့လမ်းစုံဘက်ကိုအသေးအံထိုးနေတာ။အရင်က9မိုင်9မိုင်ကလည်းသူတို့ရသွားပြီဆိုတော့ ဖော်တော့လမ်းစုံမှာတော့အပြန်အလှန်တိုက်နေကြတယ်။နောက်ပြီးတော့ကြောက်ကြီးတွေပတ်မှလည်းကထားတာတွေရှိတယ်။စက်ခါတွေကအဲ့ဒီဘက်မှလှူရှားနေတာပေါ့။မုံမိတ်ဘက်ကျတော့တွင်းငယ်ဘန်းနာတတက်က73နားကိုလှူရှားတယ်လို့ PLA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ်။အကြံဖတ်စစ်တပ်ကတပိတ်ချင်းမြို့နယ်တွင်းမှာရှိတဲ့ MS73 တပ်မတော်တမ်းမြင့်တင်တဲ့ကြောင်းတတက်က73မှာမိုးကုတ်မြို့မုံမိတ်မြို့နယ်အခြားမြို့များမှာဆုတ်ခွာလာတဲ့စစ်သားတွေကိုစုဖွဲ့ထားတဲ့စစ်မှုတန်းတပ်သားတစ်တွေကိုလည်းတင်နှံပေးကာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုစစ်ကူလက်နက်ခရင်ရိတ်ခါများပို့ဆောင်နေကြောင်းအလားတူမိုးကုံမြို့နဲ့မုံမိတ်မြို့တို့ပေါ်မှာတရင်ပိမဲ့သူတွေကိုဆစ်လွတ်ထားကြောင်းသိရှိရပါတယ်။တတ်တက်က73မှာကမိုးကုတ်မုံမိတ်ကပြီးသွားတဲ့သူတွေရောတပိတ်ချင်းနဲ့တခြားတပ်တွေကပြီးတဲ့သူတွေရောအဲ့ဒီမှာစုတယ်။နောက်ထပ်ပါဆာတွေကိုတင်နှံပေးပြီးအင်းအားစုပြီးတော့အဲ့ဒီကနေတက်ကူတွေရိတ်ခါတွေလူတွေခင်းရန်တွေတတ်တက်က73တက်ကနေပြီးတော့ပြန်ပြီးတော့တိုက်တာတွေရှိတယ်။ အဲ့ဒီနားတွေမှာပဲတောက်လျှောက်လှူရှားနေတာမိုးကုတ်မိုးမိတ်ပတ်မှာတော့စီးရဲလှူရှားတာမျိုးမရှိသေးပါဘူးဒါပေမဲ့ဒလန်တွေရှိတယ်ဒလန်တွေမျိုးတွေလွတ်ထားတာရှိတယ်မြို့ပေါ်မှာကြံနေတဲ့သူတို့လူတွေရောနောက်ထပ်ပုံစံမျိုးစုံနဲ့လှူရှားတာတွေရှိတယ်တက်နဲ့လှူရှားတာတွေတော့မရှိသေးဘူးလို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြပါတယ်လက်ရှိအချိန်မှာပြည်သူ့လူမျိုးရေးတပ်မတော်အနေနဲ့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီဒေသတို့မှာ မဟာမိတ်များနဲ့ပူးပေါင်းကစစ်အုပ်စုကိုတိုက်ခိုက်လျက်ရှိပြီးစစ်ဒေသအသီးသီးမှာစစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အကြမ်းဖက်စစ်အုပ်စုကိုအလဲထိုးနိုင်ရန်တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်းတစ်တုံညာနှစ်ခွန်စစ်စင်ရေးနှစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာအတည်ပြုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖအံမှာကျန့်ဖွဲ့ပါတီကိုစလေလောင်းရဲ့မဲဆွယ်ဆိုင်ဖို့စုဖြဲမှုနဲ့အသက်15နှစ်အရွယ်လူငယ်တဦးဒလမြွတ်နယ်မှာကော်မရှင်အဖွဲ့ကိုလက်သီးနဲ့ထိုးသူအပါအဝင်နိုင်ငံတော်မှပြည်သူ9ဦးကိုစစ်တပ်က ရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့အမှုဖွင့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖအံမှာကျန်းဖော့ပါတီရဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးရဲ့မဲဆွေဆိုင်ပုတ်ဆုပ်ဖြဲမှုနဲ့အသက်59နှစ်အရွယ်လူငယ်တဦးအပါအဝင်နိုင်ငံတော်မှရွေးကောက်ပွဲနှောက်ယှက်တယ်လို့ဆိုကပြည်သူ9ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ2ရက်ကကရင်ပြည်နယ်ဖအံမြို့အမှတ်2ရပ်ကွက်အုတ်ချုပ်ရည်မှုရုံးရှိလမ်းဘေးမှာစိုက်ထူထားတဲ့ ချက်ဖို့ပါတီမှဖအံမြွနဲ့မင်းစနနဲ့ပြည်နယ်လွတ်တော်ကိုစလီလောင်းစောမြင့်ဦးရဲ့ဓက်ပုံနဲ့စာသားပါဖင်နိုင်ဆိုင်ဘုတ်ကိုဆုတ်ဖြဲခဲ့တဲ့အသက်15နှစ်အရွယ်ဖြိုမင်းတန်နဲ့အသက်32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးမှုများတာစီယေဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘားလ31ရက်နေ့ရန်ကုန်တိုင်းတလားမြို့နယ်ရခိုင်မြောက်ကြီးရွာနယ်တိန်ဆွေဦးနဲ့မြို့နယ်ကော်မရှင်အဖွဲ့ဝင်2ဦးတို့က မေပေးခွင့်ရှိသူများမကြံရှိစေရန်စစ်စစ်ရန်ရခိုင်ချောင်းမြောက်ကြီးရွာကိုလာရောက်စင်မှာရွာလေလမ်းမှာအသက်46နှစ်အရွယ်ကိုကျော်တီဟန်ကလမ်းပိတ်တားဆီးပြီးကော်မရှင်အဖွဲ့ဝင်နှုတ်လိုက်ပါလာတဲ့သိန်းဆွေဦးကိုလက်သီးနဲ့ထိုးကြောင်းထိုးကြောင်းသိန်းဆွေဦးမှာတရားရရှိတဲ့အတွက်ထိုးကျိတ်သူကိုကျော်တီဟန်ကိုရွေးကောက်ပွဲတားဆီးရေးဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားကြောင်းသိရှိရပါတယ်ထိုးထူအော်တိုဘားလ24ရက်နေ့အီယာဝရီတိုင်းဝါခင်မမြို့နယ် ထော့ကနတ်ကြေးရွာမြို့အဝင်စစ်စေးရေးဂိတ်မှာစစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်နေစဉ်ဝါခင်မမြို့အွန်လိုင်းကြီးကြေးရွာနေအသက်58နှစ်အရွယ်မျိုးမင်းဆွေခေါ်မင်းမင်းရဲ့လက်ကင်ဖုန်းအတွင်းမှ PDF တပ်ဖွဲ့ဝင်မောင်ကန်ခေါ်ဖိုးကန်ထံကို Messenger မှတဆင့်ဆက်သွယ်ပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဖြစ်စီရမယ်လို့ရေးသားပေးပို့မှုကိုစစ်ဆေးတွေ့ရှိရကြောင်းထို့ကြောင့်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးနဲ့အမှုဖွင့်တာကြောင့်သိရှိရပါတယ် ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာတီရိရက်ကွက်နေမီကိုနေတန်တန်စုခေါ်ဟန်နီလင်းအသက်32နှစ်ကိုစစ်တပ်ရဲ့ဝါရဖြင့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုနဲ့ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ရန်ကုန်တိုင်းကမာရွတ်မြို့မှာလည်းစစ်တပ်ရဲ့ဝါရဖြင့်ဇလန်းဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုနဲ့မကျူးယတီကိုဖမ်းဆီးအေးအေးယူထားကြောင်းသိရှိရပါတယ်။အေယော်ရီတိုင်းပသိမ်မြို့အမှတ်9ရက်ကွက်မှာ မတ်ကျော်စုလက်အသက်32နှစ်ကိုလည်းစစ်တပ်ရဲ့ဝါရဖြန့်ဇလန်းဖြစ်တဲ့ကေတမိုင်းကို တုံးဆိုင်မဲ့သူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုနဲ့ဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါတယ်။လက်ရှိမှာစစ်တပ်ကရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ပြည်သူစုစုပေါင်း65ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တာဝတ်ထက်တာသူပြည်သူများဆိုတဲ့ဆရာလာစိုးဝရဲ့စီရေးတင်ဆောင်ပါများကိုတင်ဆက်ပေးပါမယ်။ profile ချင်းရတော့မှာဖြစ်တဲ့အတွက် post တင်စရာလဲထူးထူးတူတူမရှိတာမို့2020ရွေးကောက်ပွဲမတိုင်မီ9ရက်အလို့ကရေးခဲ့တဲ့ post ကိုမှတ်မှတ်ရရပြန်တင်လိုက်ပါတယ်။ရွေးကောက်ပွဲနီးလာသည်နဲ့အမျှအခြေအနေတွေကလင်းမြန်စွာဖြစ်ပေါ်ပြောင်းလဲလာနေပါတယ်။ဝရမ်းပြည်လုံနေသူလဲပြန်ထွက်လာပြီး NLD အစိုးရကိုဖြုတ်ချရန်ပြောင်းကြကြပြောဆိုလာနေပါတယ်။တက်ချုပ်ကြီးလဲရွှေဘိုအပြံမှာသွေးလီချောက်ချပြီးစီးလွတ်ပေါင်လွတ်တွေပြောဆိုကုန်ပြီဖြစ်ပါတယ်။တက်ချုပ်ကြီးရဲ့စကားကိုထောက်ရင် NLD ကျင်းတည်နိုင်တော့မှာကိုသဘောပေါက်သွားပြီဖြစ်ဒီမှာထင်ရှားနေပါတယ်တချုပ်ကြီးအဖိုးကပြည်ခံပြုတ်နိုင်ရင်ကာကျုပ်ဖြစ်တက်တန်းတိုးရရမယ်ညွန်ပေါင်းနိုင်ရင်တမရအထိဖြစ်သွားနိုင်ပါတယ်ဒီအတွက်စိတ်တွေအရန်ပူလာပါတယ်မနေ့ကတက်မတော်မှလို့စုကစာထုတ်ပါတယ်ဒီနေ့လူကိုယ်တိုင် ထော်ပြောပါတယ်ရွေးကောက်ပွဲပင်မဆရသေးလက်မခံနိုင်စရာလို့ကြူပြောနေပါတယ်2008ပွဲစည်းပုံအရထိုကဲ့သို့သောကိစ္စများပေါ်ပေါက်ပါက မြည်သူမှဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသည့်ဆိုသည်ကိုအတိအလင်းပြထန်းတာပြီးလည်းဖြစ်ပါတယ်။တချုပ်ကြီးဟာ၎င်းတို့ငါးနှစ်လုံလုံထမ်းလိုက်ထားလိုက်နဲ့ကာကွယ်လာတဲ့ဖွဲ့စည်းပုံကိုပါတီလေးများတိုင်တန်းလာကြတဲ့အတွက်လို့ဆိုတဲ့စကားများနဲ့စုပ်ဖြဲပစ်တော်မှာလား။သူဆိုကမြည်သည့်အကြောင်းအရာများတွေ့ထားတိထား၍ပြောနေရပေသည်နိ။ထို့သောလည်းခိုင်ခိုင်မာမာပြောနိုင်ခြင်းလည်းမရှိရှိသည့်ဆိုစေအောင်ရွေးကောက်ပွဲကော်မရှင်ထံတရားဝင်အကြောင်းကြားရမှာပါ။သို့မဟုတ်ပါကကော်မရှင်ရဲ့ကြေညာချက်အတိုင်း မမမကန်တဲ့တရင်ချက်လက်များအခြေမြင့်မရှိသောတရင်ချက်လက်များဖြန့်ချီမှုနဲ့နိုင်ငံဝန်တန်းဖြစ်သောတက်ချုပ်ကြီးဟာပင်စင်ယူရဂန်နီမရွေးကောက်ပွဲဥပဒေပုံမှ58ဂါကြီးနဲ့ညီဆွန်းသွားနိုင်ပါတယ်။ဒေါ်ဆင်းစုကြည်ဦးဆောင်တဲ့အစိုးရဟာရွေးကောက်ပွဲကိုမတမာသောနှီးမျိုးတုံး၍အနိုင်ယူစရာမလိုဆိုတာကိုစာဖက်သူတိုင်းပုံမှန်အသိဉာဏ်ရှိသူတိုင်းကတည်ထားပြီးဖြစ်ပါတယ်။ကဘာပေါ်မှာမြည်သည့်ရွေးကောက်ပွဲကောစင်လုံးချောအပြည့်အနာစာမရှိပြီးစီးသွားခဲ့ပါသည်လေ။ ယူသူများကကြံဖန်တိုင်ကြတော့ကြသည်ကလည်းဓမ္မတာပင်ဖြစ်ပါတယ်။ထို့သောသောဖြစ်ရများအတွက်လေးလာဆောင်ကြည့်ရန်နိုင်ငံတကာမှရွေးကောက်ပွဲလေးလာဆောင်ကြည့်သူများရောက်ရှိလာနေပြီလည်းဖြစ်ပါတယ်။ပြည်တွင်းမှာလည်းလေးလာဆောင်ကြည့်တဲ့အဖွဲ့အစည်းများအုံနဲ့ကျင်းတဲ့အသင်းရှိနေပြီဖြစ်ပါတယ်။ပြည်ပမီဒီယာများနဲ့လူခွင့်ရေးအဖွဲ့တွေကရိုဟင်ဂျာစုသူများမဲမပေးရခြင်းနဲ့လုံခြုံရေးအကြောင်းပြချက်ကြောင့်အချို့နေရာတွေမှာမဲပေးခွင့်ဆုံးရှုံးသွားတဲ့အတွက်တရားမမျှတဘူးလို့အတန်ထွက်လာကြပါတယ်။ဤသည်က မိတို့မှာတာဝန်ရှိပါတယ်တက်ချုပ်ကြီးအဖို့မလုရဲတာဘာမှမရှိဆိုပေမဲ့လူတယောက်ကိုရိုက်ရင်ထောင်ချနိုင်တဲ့သဘောမျိုးတော့သိထားပြီးဖြစ်ပါမယ်ယခုအရေးကလက်လွတ်စပယ်လုပ်ပြီးဆိုက1990 2010ကာလအတွင်းကိုပြန်လည်ရောက်သွားပါမယ်ဒုက္ခကာလကယခုနဲ့မတူတော့လူတို့ရဲ့နိုင်ငံရေးနှိုးချမှုဟာတဟုန်တိုးမြင့်တက်လာနေပြီးမြို့ပြလူမှုရေးအသင်းအဖွဲ့တွေလည်းအခိုင်အမာရှိနေပြီဖြစ်ပါတယ်မိမိကိုယ်လည်းတက်တွင်းမှာမြင်းမြထောက်ခံမှုရှိနေပြီလေဆိုဒီကလည်း မသေးကြ1988လို့တပတ်လုံးနဲ့ကိစ္စပြတ်သွားမည်မဟုတ်ဒီကကျင်းသည်လှပါတယ်တချုပ်ကြီးအဖို့ထိုသို့သောအနေထားမှာစီးရီးယားတမရကိုအားကြပြီးတိုင်းပြည်ကိုအစိမ့်စိမ့်အမွားမွားကွဲစေမဲ့ပြည်တွင်းစစ်မီးကြီးကို မီးမွေတော့မှာလားသူဆိုကတရုတ်နဲ့၎င်းရဲ့လက်ဝဲခံတိုင်းရင်းသားလက်နက်ကင်တွေက မိမိတို့အရေးစီအေးရပြီလို့ဆိုကကြိုးစုံနေကြမိတာဖြစ်တဲ့အတွက်တရုတ်စာ တကယ်တင်ကြရတော့မယ့်အရေးပင်ဖြစ်ပါတယ်တချုပ်ကြီးကအစိုးရင်လွန်၍ပြောသည်ဆိုစေအောင် ယာရုကစင်ပေးရတော့မဲ့လူတအူးကမိမိကိုမိမိအမွန်တင်ခြင်းလက်ရှိအစိုးရကိုမိမိအလိုကိုလိုက်ရင်အကျက်ကန်ခြင်းတိုင်းပြည်ကိုစူပူမှုများဖြစ်လာအောင်တမင်လှုပ်ဆော်ခြင်းအဆရှိတဲ့မိမိတက်နိုင်တဲ့နီလန်မျိုးစုံနဲ့ကြံဆောင်နေခြင်းဖြစ်တယ်လို့လူတို့ကအထင်ရောက်သွားနိုင်ပါတယ်ပြည်သူတွေကတော့နိုင်ငံတော်တိုင်ပင်ခံပြောသလိုဘာရမလဲတာဝါရမင်းလောက်တော့ငါပါပါတည်တယ်ဆိုသလိုမိမိတို့မျိုးဆက်တစ်ခု နေပါအသက်သွေးချွေးများရင်း၍တက်ယူခဲ့ရတဲ့ မိမိတို့လိုလားတဲ့အစိုးရကိုမိမိတို့မဲရပြဖြင့်တင်မြောက်နိုင်ခွင့်ကိုအသက်ပေး၍ကာကွယ်တော်ကြမိတာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်အစဉ်အဆက်အနေနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုအတင်းအဆောင်အချွတ်ချော်မရှိအောင်ကာကွယ်ပါ။နိုင်ငံသားများအလေးမြတ်ထားတဲ့ဒီမိုကရေစီကိုထိမ့်သိမ်းဆောက်ရှောက်ရန်ကော်မရှင်မှာတာဝန်ကျလာနေပြီဖြစ်တယ်လို့យေတာထားပါရခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။